ားလုံးပဲမင်္ဂလာပါဆရာ ਈ တန်ကဲဆုံးတယ်ဆရာ ਈ တန်ကြားလာမသိကိုမန်လေးမှာတစ်ချက်လောက်မှတ်မိကြပါအောင်အားလုံးပဲเนาะကျွန်တော်မနေ့ကတော့ဒါ39ခွန်ဆိုတဲ့ကနေအောင်ကနေပေါ့ဗျာเนาะ34ရောက်မင်္ဂလာပါညနေစည်းမှာတော့ဒါ break break တော့မှန်တယ်ပေါ့ဗျာเนาะ 39 92 ਨੇ ဒီလိုဖြစ်သွားတယ်เนาะ39အောင်မင်္ဂလာပါဗျာဒိုင်းလမတွေနှိပ်ပေးထားကြအောင်အားလုံးပဲဟုတ်ကဲ့မင်္ဂလာနဲ့နှစ်ခင်းပါ ဲ့ကိုကြီးရေကြိုက်တန်အောင်ကြားရလားမသိဘူးကွန်မန့်လေးမှာတစ်ချက်လောက်မှတ်မအောင်ဗျာနော်ရှားတို့ထပ်ပြီးတော့ဒီနေ့ထပ်ပြီးတော့အောင်ပွဲထပ်ခံမယ်ဗျာနော်53အောင်မင်္ဂလာပါအမေရကြပါတယ်ဟုတ်ကဲ့အမလားအကူလားမသိဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာနော် 51ရောင်မင်္ဂလာပါဆရာခုမနေ့ లై စောစောလေးပြပေးခြင်းလို့ပြเนาะဆော်ကြီးတက်လာတာပါเนาะကြားပါတယ်ဆရာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျဒီဘက်မှာမိုးတွေတော့တက်နေတယ်ဗျမိုးတွေတက်လာတော့မိုးသံနေလေသံနေနဲ့တော့ကြာ line နေမကောင်းပါဘူးလို့စောစောလေးပေါ့เนาะတက်ပြပေးတာပါเนาะကဲ 2မိနစ်လောက်လေးစောင့်ပါနော်2မိနစ်လောက်လေးမကြာပါဘူးနော်စောကြီးဆရာကပြပြီးတော့2မိနစ်လောက်လေးစောင့်ကြံတဲ့လူတွေလည်းတပါးတည်းရတော့အောင်လို့ပါနော်ခဏလေးတော့တိခန့်ပြီးတော့စောင့်ပေးပါလို့ပြောချင်ပါတယ်အများကြီးမဟုတ်ဘူးနော်2မိနစ်လောက်လေးပါပဲကတိရနဲ့14ရောက်ကလိုက်လက်မတွေတန်းစီပြီးတော့နှိပ်ပေးထားကြပါအောင်ဗျာနော်ရှယ်တဲ့မျိုးတွေကဒူဒီဂရီနဲ့ပတ်သက်တဲ့ group လေးတွေမှာ share ပေးထားကြပါလို့ပြောချင်ပါတယ် အဲ့ community မှာဆရာတင်ပေးထားတဲ့ channel လေးကလောပန် channel လေးကအရေးကြီးပါတယ်เนาะအဲ့ channel လေးကို subscribe လေးနှိပ်ထားပါလူသစ်တွေပါတယ်ဆိုလို့ရှိရင်လည်း subscribe နှိပ်သွားပါလို့ပြောချင်ပါတယ် ချက်ဟုတ်ပြီပြပြီဗျာနော်ကျွန်တော်ဒါနောက်ပိတ်ကလေးကိုအရင်ပြပေးမယ်ဗျာနော်နောက်ပိတ်ကလေးကိုအရင်ပြပေးမယ်နောက်ပိတ်ကိုအရင်ပြပေးမယ်နော်ဒိတ်ဆိုဒီအားလုံးပဲဒေချာလေးကြည့်ပါနော်ကြံကြည့်ကြည့်ပါဆရာကယူဆတာကဆရာတို့ဒီမှာထွက်ထားတဲ့39 6နှစ်ဆိုတော့ဒီကဏ္ဍ၄ပြားအဲ့၄ပြားကမပြီးဘူးဗျာနော်39 6 9နှစ်ဆိုတော့ဒီကဏ္ဍ၄ပြားကအပြီးမရိုက်ဘူးဆိုကြပါစို့ဗျာ9 6ဆိုပြီးတော့လည်းမထွက်ဘူး ခုနှစ်ဆိုပြီးတော့လဲဒီမှာမထွက်ဘူးเนาะ20 90ဆိုပြီးတော့လဲဒီမှာမထွက်ပါဘူးเนาะသူကအဲ့ခဏန်း၄လုံးမပြီးပါဘူးခဏန်းကဒီမနစည်းမှာပူးရင်ပူးမပူးခဲ့ဘူးဆိုလို့ရှိရင်ဆရာတို့ဘရေသာထွက်မယ်ဆိုလို့ရှိရင်ဆရာတို့ခဏန်း၅လုံးဆော့မှာပါเนาะခဏန်း၅လုံးဆော့မှာပါဒီထက်က39နှစ်တပြားနဲ့ဒီဆရာတို့မထွက်ရသေးတဲ့ခဏန်းတပြားနဲ့အဲ့လိုကတ်ပြီးပေါက်မယ်ပူးခဲ့ရင်လေ39နှစ်ဆိုတဲ့ခဏန်းเนี่ย ပူးပူးကခဲရင်းနေပေါ့ဗျာနော်ဒီလိုပြောရမှာပေါ့နော်ကနက်ကအနေဆုံး၅လုံးလောက်စောက်မှာပါနော်အဲ့ဒါလေးကိုပြောချင်ပါတယ်နော်ဟုတ်ပြီဒီမနက်မှာပြပေးမယ်နော်154ရောက်မိတ်ဆွေလေးလိုက်လက်မရနှိပ်ပေးထားကြပါအောင်အားလုံးပဲနော်နောက်ပိတ်ကိုအရင်ပြပြီးတော့အရင်ပြပေးမယ်ဗျာနော်ဆရာတို့ဒီမှာရိုက်ခဲ့တဲ့ဒါကြီးမနေ့ကရိုက်ခဲ့တဲ့တကယ်9ရက်8ကဲတကယ်9ရက်8ကဲဒီ3ပြားကို4 3ရက်3ရက်2ကဲ ဒီသုံးပြားကို9ငါ့ဟုတ်တဝင်ချင်း6ရက်3ရက်ရဲ့3ရက်ရဲ့ဒီသုံးပြားကို6 6ကိုထပ်ပြီးတဝင်ချင်း3ရက်5ရက်6ဝင်လာဒီသုံးပြားကိုဖုံးဒါဆိုလို့ရှိရင်ဒီသုံးပြားကို4ဒီသုံးပြားကို9ဒီသုံးပြားကို6ဒီသုံးပြားကိုခုံ4 5 6ခုံနော်120နှစ်ယောက်သောမိတ်ဆွေတွေအားလုံးအဲ့4 5 6ခုံကြီးဘာဖြစ်လို့ရိုက်လဲဆိုတော့ဒီက2 3 4 5အကူကြီးရှိလို့နော်လေးပြားစည်းတွေကိုရိုက်တာ ီ3ပြားကို2ဒီ3ပြားကို3ဒီ3ပြားကို4ဒီ3ပြားကို5 2 345ဒီ3ပြားကို4ဒီ3ပြားကို5ဒီ3ပြားကို6ဒီ3ပြားကို9 4 5 6 9နော်ဒီမှာလဲဒီဒီထိပ်စီးနဲ့ဒီပရိတ်နဲ့ခွန်6ကေ7ကေ3ရင်ဒီ3ပြားကိုခွန်9ရဲ့3ရင်3ညရဲ့ဒီ3ပြားကို8 8ကေ6ကေ9ရဲ့ဒီ3ပြားကို9 300ရဲ့300ရဲ့ခွန်ရဲ့ဒီ300ကို300ဒါဆိုလို့ရှိရင်ခွန်6 9 300ပြားစီးတွေကြီးလေရိုက်တာเนาะပြောချင်တာကဆရာတို့အခုဒါလာပိုင်းနေမှာပေါ့เนาะအဲ့လိုမျိုးရိုက်နေတဲ့ကဏ္ဍနေပြီကဏ္ဍ၄ပြားစီးတွေအပြည့်ရိုက်တယ်เนาะအပြည့်ရိုက်တဲ့ပွဲတွေတွေ့ရင်ဆရာတို့ဒါလိုက်ပြီးတော့ရိုက်ရမှာเนาะလက်လွတ်ဆရာမလို့ဘူးဆိုတဲ့အကြောင်းလေးကိုပြောချင်တာပါเนาะဒါဆိုလို့ရှိရင်အခုနောက်ပိတ်ကလေးကိုအဲ့အာရင်နဲ့အကြောင်းပြပြီးတော့ဆရာကပြပေးခြင်းနဲ့เนาะ ဒါဆိုလို့ချင်းတစ်ကေ9ရေ10ကေတစ်ကေ9ရေ10ကေတဲ့ဒီ3ပြားဒီလိုလေးလိုက်တာ ਨੇ 6ကေ3ရေ9ရေ6ကေ3ရေ9ရေဒီ3ပြားကိုလေးတာ6ကေ3ရေ9ရေဒီ3ပြားကိုလေးတာတစ်9 10 ਨੇ ဒီ3ပြားဒီလိုလေးလို့ရိုက်လိုက်တာ ਨੇ သူ့ရဲ့ကြားထဲရိုက်ပြီးတော့အလွတ်6ကေ3ရေ9ရေဒီ3ပြားကိုလည်းလေးတာတဲ့နှစ်ပြား6ရှိတော့9ဒီအပိတ်ဒါပထမတစ်ခါ ဒုတိယတကက်က3ရရဲ့3ရဲ့2တဲ့ဒီ3ရ5လိုက်တာနဲ့လေတဲ့သူ8ကေ3ရရဲ့ခွန်ရဲ့8ကေ3ရရဲ့ခွန်ရဲ့ဂျားရဲရင်ပြီးတော့ဒီ3ရကို5တာတဲ့3ရ3နဲ့5တာကို8 3ရခွန်နဲ့ဒီ3ရကိုဂျားရဲရင်5တာ5လို့လိုက်ထည့်ရတာနှစ်ပြား8ရှိရတဲ့5ဖြစ်အောင်ခွန်ဒီအပိတ်ဒါဒုတိယတကက်တက်တက်တကက်က6ကေ3ရရဲ့3ရရဲ့ဒီ3ရဒီ6လိုက်တာနဲ့လေတဲ့သူ့ဂျားရဲရင်ပြီးတော့2ကေ5ရဲ့ ကိုးရင်ပါဆရာတို့ကဒီ၃ပြားကို6လုပ်လို့ရမှာဖြစ်တဲ့အတွက်အတွက်နှစ်ပြားခွန်ရှိတဲ့အတွက်6ဖြစ်အောင်ကိုးဒီအပဲပြန်ပြပေးမယ်တက်ကယ်9ရယ်8ကယ်ဒီ၃ပြား4ကြောင်း6ကယ်3ရယ်9ရယ်ဒီ၃ပြားကိုကြားရက်4လို့ထည့်တယ်နော်နှစ်ပြားကိုးရှိတော့4ဖြစ်အောင်9ဒီအပဲဒါပထမတစ်ခက်ဒါဆိုရင်ဒုတိယတစ်ခက်က၃ရယ်3ရယ်2ကယ်ဒီ၃ပြား9ကိုလေ6ကယ်3ရယ်9ရယ်ကြားရက်ရင်ဒီ၃ပြားကို9လို့ထည့်တယ်နှစ်ပြား8ရှိတော့ခွန်ဒီအပဲဒါဒုတိယတစ်ခက် တဲ့တဲ့ကက6ကဲ3ညရေ3ညရေဒီသုံးများ6ကိုလေသူ့ကို6လိုလိုက်ထဲ့မယ်နှစ်ကဲ9ရေ9ရေမှာဆရာတို့ကဒီသုံးများ6ဖြစ်မှာဖြစ်တဲ့အတွက်တပြားခွန်ရှိတဲ့အတွက်9ဒီအပိတ်နော်ဒါပထမတစ်ဆိုင်တမူပေါ့ဗျာနော်9ဒီအပိတ်နောက်တစ်ခုသူ့ကိုထပ်ပြီးကြည့်မယ်4ရေ9ရေ3ရေ4ရေ9ရေ3ရေဒီသုံးများကို1 6ကဲ3ညရေ4ဒီသုံးများကို3ည 9ရဲ့ခွန်ရဲ့6ပဲဒီ3ပြားကို8ဒါဆိုလို့ရှိရင်ဒီ3ပြားကို2ဒီ3ပြားကို3ညာဒီ3ပြားကို8ဒါဆိုလို့ရှိရင်2 3ညာ8ဆိုရဲစီလီယံ2ပွင့်กว่าကိုဆရာတို့ရမယ်2 3ညာ8 4ရဲ့9ရဲ့3ရဲ့ဒီ3ပြား2ကြောင့်ပဲတေချာလေးကြည့်ပါเนาะအမျိုးတွေအားလုံးဉာဏ်ကောင်းပါရဲ့เนาะ ငါးရဲ့နှစ်ကငါးရဲ့ငါးရဲ့နှစ်ကငါးရဲ့ဒီသုံးပြားကိုနှစ်လို့ထည့်တာတဲ့ငါးနှစ်ငါးနဲ့ဒီသုံးပြားကိုနှစ်လို့ထည့်တာနှစ်ပြားခုန်ရှိတော့ငါးဒီအပိတ်လေးရဲ့ငါးရဲ့သုံးရဲ့ဒီသုံးပြားနှစ်ထားတာကိုငါးရဲ့နှစ်ကငါးရဲ့ငါးရဲ့နှစ်ကငါးရဲ့ဒီသုံးပြားကိုနှစ်လို့ထည့်တာတဲ့နှစ်ပြားခုန်ရှိတော့နှစ်ဖြစ်အောင်ငါးဒီအပိတ်ဒါပထမတစ်ခက်ဒုတိယတစ်ခက်က 6ရက်3ရက်4ရက်ဒီ3ရက်3ရက်ထားခြင်းကြောင့်ねသူက3ရက်3ရက်9ရက်3ရက်3ရက်9ရက်ဒီ3ရက်ကို3ရက်လို့ထည့်တာတဲ့။နှစ်ပြား3ရှိရဲ့အတွက်3ရက်ဖြစ်အောင်ခွန်ဒီအပေးเนาะဓာတုပြတကက်တက်တဲ့တကက်က9ရက်9ရက်6ရက်ဒီ3ရက်8ထားခြင်းကြောင့်ねသူကသူ့ကိုလဲเนาะ၃ညရဲ့၉ရဲ့၉ရဲ့မှာ၃ညရဲ့၉ရဲ့၉ရဲ့မှာဒီလုံးပြောက်ရှစ်ပြစ်မှာဖြစ်တဲ့အတွက် နှစ်ပြားကိုရှိရတော့ကိုရှစ်ဖြစ်အောင်ကိုဒီအပိတ်ပါပဲတဲ့နော်ကိုဒီအပိတ်ပဲနော်ဒါတလိုင်းနောက်တမူကိုထပ်ပြီးတော့မျိုးတွေမတူရတဲ့တမူကိုထပ်ပြီးတော့ပြအောင်မယ်ဒါကိုဒီအပိတ်ပဲနှစ်ဆိုင်ဖြစ်သွားပြီပေါ့ဗျာနော်တော့ဝင်တဲ့တယောက်ဆိုမိတ်ဆွေတွေအားလုံးနောက်တစ်ခုကသူ့ကိုထပ်ပြီးတော့ကြည့်လို့ရတာကဆရာတို့ဒီလေးပြားစီးတွေကြောင့်ပဲသူ့ကိုလေးပြားစီးနဲ့လိုက်ရိုက်ကြည့်မယ်ပေါ့ဗျာနော်ဒါဆိုရင်6ကဲ9ရဲ့3ည6ကဲ9ရဲ့3ည3ပြားကိုတဲနော် တစ်ကိုနှစ်နဲ့ပေါင်းလို့ရှိရင်9ရဲ့3ရဲ့9ဒီ3ပြားကို3 9ရဲ့3ရဲ့9ရဲ့ဒီ3ပြားကို3 3ကိုနှစ်နဲ့ပေါင်းမှာဆိုလို့ရှိရင်8ကဲ3ရဲ့ခွန်ရဲ့ဒီ3ပြားကို9 9ကိုထပ်ပြီးတော့နှစ်နဲ့ပေါင်းမှာဆိုလို့ရှိရင်3ရဲ့9ရဲ့9ရဲ့မှာဆရာတို့ကဒီ3ပြားကိုခွန်ဖြစ်မှာဖြစ်တယ်ကနှစ်ပြား8ရှိထားပြီးတော့ခွန်ဖြစ်အောင်9ဒီအပိတ်ပဲပြန်ပြပေးမယ်နားလေအောင် 6ရက်9ရက်3ရက်ဒီ3ပြားကို1 1ကို2နဲ့ပေါင်းရင်9ရက်3ရက်9ရက်ဒီ3ပြားကို3 3ကို2နဲ့ပေါင်းရင်8ရက်3ရက်9ရက်ဒီ3ပြားကို9 9ကို2နဲ့ပေါင်းရင်3ရက်9ရက်9ရက်မှာဆရာတို့ကဒီ3ပြားကိုခွန်ဖြစ်မှာဖြစ်တဲ့အတွက်နှစ်ပြား8ရက်ရဲ့အတွက်9ဒီအပိတ်ပါပဲတဲ့နော်ဒါဆိုလို့ရှိရင်နောက်တစ်စိုက်သူ့ကိုထက်ပြီးတော့သူ့ကိုချုပ်ထားတဲ့အချုပ်ကိုထက်ပြီးပြနော်9ဒီအပိတ်3စိုက် ဲ့ဒါကိုလေးစားရဲ့အဖြစ်နဲ့တခါလေးချုပ်ပြီးတော့ပေးမယ်။သူကဒီငားနောက်ပိတ်ထားခြင်းကြောင့်ဒီမှာငားနောက်ပိတ်ထားခြင်းကြောင့်ငားနဲ့တုံညနဲ့ဒီနှစ်ပြားတွေကိုငားလို့ထည့်တာ။ငားရှိတော့တုံညဒီအပိတ်။ဒီသုံးနောက်ပိတ်ထားခြင်းကြောင့်နဲ့ရှစ်နဲ့ငားနဲ့ဒီနှစ်ပြားတွေကိုသုံးတာတဲ့။ရှစ်ရှိတော့ငားဒီအပိတ်။ဒီမှာတုံညနောက်ပိတ်ထားခြင်းကြောင့်နဲ့သုံးနဲ့ခွန်နဲ့ဒီနှစ်ပြားတွေကိုတုံညလို့ရိုက်တာတဲ့။တုံညဖြစ်အောင်သုံးရှိတော့ ခွန်ဒီအပိတ်ဒါဆိုရင်ဒီမှာ၅နောက်ပိတ်ထားခြင်းကြောင့်တဲ့ဒီ6နဲ့ဒီ9နဲ့မှာဆရာတို့က၅လောက်လို့ရမှာဖြစ်တဲ့အတွက်6ချီတော့၅ဖြစ်အောင်9ဒီအပိတ်အဲ့ဒါအချုပ်ပဲဒီ9ကြောင့်9နဲ့3ညနဲ့ဒီနှစ်ပြားလေးကို9တာဒီ3နောက်ကြောင့်8နဲ့9နဲ့ဒီနှစ်ပြားလေးကို3တာဒီ3ညနောက်ကြောင့်3နဲ့9နဲ့ကိုဒီနှစ်ပြားကို3ညတာဒီ9နောက်ကြောင့်6နဲ့9နဲ့ကိုဒီနှစ်ပြားကို9ပါဒါဆိုလို့ရှိရင်ဆရာတို့က9ဒီအပိတ် เนาะမျိုးတွေဒီမနက်လဲထပ်ပါအောင်ပါပဲเนาะဗရိတ်ရလဲဆိုတော့ဗရိတ်ကိုမျိုးတွေကိုပြပေးမယ်เนาะဗရိတ်ပြပေးမယ်အပူကြီးဖြစ်နေကြဗျာเนาะဟုတ်ပြီဒါဆိုလို့ရှိရင်ကိုးဒီအပိတ်အဲ့ဒါကိုဆရာကထိတ်စည်းကိုထည့်ပြเนาะထိတ်စည်းကိုထည့်ပြမယ်ဆိုဆရာတို့ဒီမှာရိုက်ထားတဲ့ဟာကိုကြည့်၈ကဲ၃ရဲ့၆ရှိကေ3ရဲ့6ကေဒီ3ပြားကို4 4ရဲ့ပါဝါ6ကေ9ရဲ့8ကေဒီ3ပြားကို9 9ရဲ့ပါဝါ8ကေ3ရဲ့6ကေဒီ3ပြားကို လေးရဲ့ပါဝါ6ကဲခွန်ရဲ့6ကဲမှာဆရာတို့ကဒီသုံးပြားကို6ဖြစ်မှာဖြစ်တဲ့အတွက်နှစ်ပြား3ရှိရဲ့အတွက်6ဒီထိတ်စီးနော်ဒီသုံးပြားကို4သူ့ရဲ့ပါဝါဒီသုံးပြားကို6ဒီသုံးပြားကို4သူ့ရဲ့ပါဝါဒီသုံးပြားကို6ဆိုလို့ရှိရင်နှစ်ပြား3ရှိရဲ့အတွက်6ဒီထိတ်စီးနော်6ဒီထိတ်စီးအဲ့ဒါကို तू ကအဲ့6ထိတ်ကိုထပ်ပြီးပံ့ပိုးထားတာကဆရာစောစောပြားခဲ့တဲ့၄ပြားစင်းနေမူအရ9နဲ့3နဲ့ဒီနှစ်ပြားကို8 6ကိုတခုကြီး 3နဲ့6နဲ့ဒီနှစ်ပြားကို9ကိုကိုတဝန်ကြီး3ညနဲ့3ညနဲ့ဒီနှစ်ပြားကို30 30ကိုတဝန်ကြီး9နဲ့6နဲ့မှာဒီနှစ်ပြားကို17ဖြစ်မှာတဲ့ဒါဆိုရင်8 9 3 1 1တိတိလေးပြားစင်းဆရာရိုက်ပြပေးခဲ့တယ်လေး9 6 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 9 3 4 5လေးပြားစီဒါဆိုရင်သူ့ကိုလေဒီ9နဲ့3နဲ့8 3နဲ့6နဲ့9 3နဲ့3နဲ့30 9နဲ့6နဲ့မှာ7ဖြစ်မှာဖြစ်တဲ့အတွက်9ရှိဆိုတော့6ထည့်စီဒါဆိုရင်သူ့ကိုလေ8 9 3 9 1ထိလိုက်ရိုက်မယ်ဆိုလို့ရှိရင်၄ပြားစီကိုပြည့်ရိုက်မယ်ဆိုရင်9ရှိတဲ့6ဒီထည့်စီအဲ့ဒါကိုသူက6ကဲ3ရဲ့6ကဲဒီ3ပြားကို4 6ကဲ9ရဲ့8ကဲဒီ3ပြားကို9 8ကဲ3ရဲ့6ကဲဒီ3ပြားကို4 6ကေခွန်ရေ6ကေမှာဆယ်လို့ကဒီ3ညကို6ပြည့်မှာဖြစ်ဖြစ်တယ်။ငပြား3ရှိရတဲ့ကိုလည်း6ဒီထိပ်စည်းပဲ။အဲ့ဒါကို तू ကတစ်ကေ9ရေ8ကေဒီ3ညား4ကြောင်နဲ့4ရေပါဝါ3ရေ6ကေဒီငပြားတွေကို6လို့ထည့်တာ။3ရှိတော့6ပြည့်အောင်6ဒီထိပ်စည်း။ဒါပထမတစ်ချက်။3ညရေ3ရေ2ကေဒီ3ညား9ကြောင်နဲ့9ရေပါဝါ3ညရေ3ညရေဒီငပြားတွေကို3ည3ညရှိတော့3ညဒီထိပ်စည်း။ဒါဒုတိယတစ်ချက်။ဒါဆိုလို့ရှိရင် 6ရက်3ရက်3ရက်ဒီသုံးများ6ကြောင့်လေ6ကပေါ့9ရက်6ကမှာဒီနေပြားတဲ့တစ်ဖြစ်မှာဖြစ်တဲ့ကြ9ရက်တော့6ဒီထိပ်စည်းပဲဒါဆိုလို့ရှိရင်ဆရာတို့က69ဆိုတဲ့ကဏ္ဍကိုထိုးလို့ရပြီเนาะဒီကဏ္ဍ၄လုံးကမပြီးပါဘူးเนาะအပြင်တပြားနဲ့ပေါ့အောင်ပါပါเนาะပူးလို့ရှိရင်လေဟိုပြောမဆိုလို့ရှိရင်ဒီထက်ကပူးရင်လည်းပူးမယ်เนาะပူးရင်လည်းမပူးဘူးအပူးဆိုလို့ရှိရင်တော့ပြောတတ်ဘူးဒါပေမဲ့ဗရေသာဆိုရင်3ခု9နှစ်ကတပြားနဲ့အပြင်ကတပြားနဲ့ပေါ့အောင်ပါဒါဆိုရင်69ဆိုတဲ့ကဏ္ဍ ဒါ main off ပေါ့ဗျာနော်၄၁၉ရောက်တော့မိတ်ဆွေအားလုံးပဲဒါဆိုရင် brake ကိုထပ်ပြပေးမယ်နော် brake ကိုထပ်ပြပေးမယ် तू က6ထိပ်ကလည်းရှိတယ်6ထိပ်ရှိတယ်ဆိုတာ तू ့ကိုဒီမှာဆရာတို့ဒီမှာရိုက်ထားတဲ့ဟာကိုဆရာတို့ဒီလိုပိုင်းကြည့်လိုက်မယ်ဒီဟာကိုကြည့်6နဲ့3ညာနဲ့ဒီနေပြားကို6အဲ့ဒါကိုအပင်ကြည့်လိုက်မယ်ဆရာတို့ကတပင်းနှစ်ပင်းသုံးပင်းလေးပင်း3ညာနဲ့6နဲ့ဒီနေပြားကိုလည်း6တပင်းနှစ်ပင်းသုံးပင်းလေးပင်း 3နဲ့3နဲ့ကိုဒီနှစ်ပြားကိုလည်း6တပင်း2ပင်း3ပင်း4ပင်းဒါဆိုလို့ရှိရင်ခွန်နဲ့9နဲ့မှာဆရာတို့ဒီနှစ်ပြားကို6ပင်းပါဖြစ်တယ်ခွန်ရှိတော့9ဒီထိပ်စီ6နဲ့3ညနဲ့ကိုဒီနှစ်ပြားကို6 4ပင်းချမှာ3ညနဲ့6နဲ့ကိုဒီနှစ်ပြားကို6 4ပင်းချမှာ3နဲ့3နဲ့ကိုဒီနှစ်ပြားကို6ဒီ4ပင်းချမှာခွန်နဲ့9နဲ့မှာဒီနှစ်ပြားကို6ပင်းပါဖြစ်တဲ့အတွက်ခွန်ရှိတော့9ဒီထိပ်စီအဲ့ဒါကိုဒီမှာရိုက်ခဲ့တယ်မနေ့ကဆရာရိုက်ပြပြီးခဲ့4 5 8နဲ့ဒီ3ပြားကိုခွန် 683နဲ့ဒီသုံးများကိုခွန်ဒါလို့836နဲ့ဒီသုံးများကိုခွန်လို့လဲခွန်သုံးချက်လဲရိုက်လဲရိုက်ပြီးပါတော့ तू อ่ะအဲ့ဒါကို၄ချက်ဒီမရိုက်တော့ဘယ်နဲ့ तू အတန်ကိုဘယ်လိုပြန်ဖြတ်ပလိုက်လဲဆိုတော့ तू อ่ะ၈ကေ6ကေ၈ကေ3ကေ6ကေဒီသုံးများကိုခွန်ခွန်တဝန်ကြီး2ကေ6ကေ3ညရဲ့ဒီသုံးများကို၈ရှိကိုတဝင်ကြီး3ညရဲ့3ညရဲ့6ရဲ့မှာဆရာတို့ကဒီ3ညကို6ဖြစ်မှာတော့ဒါဆိုလို့ရှိရင်ခွန်ရှိကိုဒီ3ညကိုခွန်ဒီ3ညကိုရှိ ဒီသုံးပြားကိုကိုးဆိုရင်နှစ်ပြား30ရှိရတော့ကိုးသည်ချိန်စည်းတယ်အဲ့ဒါကို6နဲ့3ညနဲ့6 4ရင်ချာမှာ3ညနဲ့6နဲ့6 4ရင်ချာမှာ3နဲ့3နဲ့6 4ရင်ချာမှာ9နဲ့9နဲ့6ဆိုလို့ရှိရင်လေကိုးသည်ချိန်စည်းပဲနော်ဒါဆိုလို့ရှိရင်ဆရာတို့ကိုးထိန်ကိုးနောင်နဲ့ကိုးဘူးဆိုတဲ့ခဏညာဖြစ်နေပြန်အောင်နော်ဒါဆိုရင်69ဆိုတဲ့ကဏ္ဍနဲ့69ဆိုတဲ့ကဏ္ဍအဲ့ဒါကိုစစောကမိတ်ဆွေတယောက်မှန်းတယ်ပရိတ်နဲ့ဆိုလို့ရှိရင်10ပရိတ်ကိုဆရာကရှာတွေ့ထားတယ်နော် အဲ့ရှိ break လေးကိုပြပေးမယ်နော် break ကတက်တက်ပြပေးတယ်နော်ကိုးဘူးဆိုတော့ကနန်းကတော့ break နဲ့ကိုက်တယ်ပေါ့ဗျာနော်အဲ့ဆိုလို့ရှိရင်ဆရာတို့ကဘယ်လိုထက်ကြည့်မလဲဆိုလို့ရှိရင်သူ့6ရဲ့ခွန်ရဲ့6ရဲ့6ရဲ့ခွန်ရဲ့6ရဲ့ဒီသုံးပြားကို9 9ရဲ့9ရဲ့8ရဲ့ဒီသုံးပြားကို8เนาะ8ရဲ့3ရဲ့2ရဲ့ဒီသုံးပြားကို3ဆိုပြီးရောဆရာတို့ကဘာရိုက်ထားလဲဆိုလို့ရှိရင်ဒီသုံးပြားကို9ဒီသုံးပြားကို8ဒီသုံးပြားကို3 9 8 3ဆိုပြီးရောဆရာတို့ရိုက်ထားမယ်เนาะ426ဆိုမိတ်ဆွေတွေအားလုံး 6ခေ9ရေ6ခေဒီ3ရာ6လိုက်တာလေတဲ့သူက6ခေ3ရေ3ရာ6ခေ3ရေ3ရာဒီ3ရာကို6လို့ထည့်ပြီးတော့မှာ6ခွန်6နဲ့ဒီ3ရာ6တော့6 3 3ရာနဲ့ဒီ3ရာ6လို့ထည့်ပြီးတော့မှာတဲ့6ရေပါဝါ3ရေ6ခေ9ရေဒီ3ရာကို6လို့ချုပ်တာတဲ့3ရေ6ခေ9ရေဒီ3ရာကို6လို့ချုပ်တာ3ရှိတော့တိပရိဆိုပြီးတော့ပထမတစ်ခတ်အနေနဲ့ဒါတွင်းတာเนาะ ဒါဆိုလို့ရှိရင်ဒုတိယတက္ကက9ရဲ့9ရဲ့8ကဒီသုံးများ8ကိုလဲ9 9 8နဲ့ဒီသုံးများ8ကိုလဲ3ရဲ့3ညရဲ့9ရဲ့3ရဲ့3ညရဲ့9ရဲ့ဒီသုံးများ8လို့ထည့်ပြီးတော့မှာ8ရဲ့ပါဝါတဲ့6ရဲ့3ညရဲ့ခွန်ရဲ့6ရဲ့3ညရဲ့ခွန်ရဲ့ဒီသုံးများ3လို့ပြန်ထည့်လို့6ရှိတော့ခွန်ပရိတ်ဆိုပြီးတော့သွားစင်းလာဒါဒုတိယတက္ကကပေါ့ဗျာနော်တတိယတက္ကကကြတော့ဆရာတို့က8ရဲ့3ရဲ့2ရဲ့8ရဲ့3ရဲ့2ရဲ့ဒီသုံးများ3ကိုလဲ เนาะไอ้ดีตรงเนี้ยตรงโหเลยเสียรู้ว่าติ๊กเก๋9เอ๋ขွန်เอ๋ติ๊กเก๋9เอ๋ขွန်เอ๋ดีตรงเนี้ยตรงโหลแท้ပြီးတော့มาติ๊ก9ขွန်เนี่ยดีตรงเนี้ยตรงโหลแท้ပြီးတော့มาတဲ့ตรงเนี่ยป่าวว่ะตรงญาเอ๋ဒီ break ရှိကြမှာเสียรู้ว่า shift ဖြစ်มาဖြစ်တယ်ตรงญาရှိတဲ့အတွက် shift ဒီ break เนาะ6ขွန်6เนี่ยดีตรงเนี้ยโกထားတာโอ้63ตုံญาเนี่ยดีตုံญา6โหลแท้ပြီးတော့มา6ရဲ့ပါวา3ရဲ့6ရဲ့9ရဲ့ဒီตုံญาကို4โหลပြန်ပေါက်တာ သုံးရှိတော့ divide လို့ဝင်တာလေးဖြစ်အောင်ဒါပထမတစ်ခက်9ရဲ့9ရဲ့8ကဲဒီသုံးများ8ကိုလည်း3ရဲ့3ညရဲ့9ရဲ့ဒီသုံးများ8လို့ထည့်ပြီးတော့မှ8ကဲပါသွား6ရဲ့3ညရဲ့9ရဲ့ဒီသုံးများကို3လို့ပြန်ပေါက်တာ6ရှိတော့ခွန်ပရိတ်လို့ဝင်တာနော်ဒါဒုတိယတစ်ခက်တက်တက်တစ်ခက်က8ကဲ3ရဲ့2ကဲဒီသုံးများ3ကိုလည်းတက်ကေ9ရဲ့ခွန်ရဲ့ဒီသုံးများ3လို့ထည့်ပြီးတော့မှ3ရဲ့ပါဝါ3ညရဲ့ဒီ break ရှစ်ကေမှာဆရာတို့က10ဖြစ်မှာဖြစ်တယ်ဆို3ညရှစ်ရဲ့အတွက်ကို10ဒီ break ဒါဆိုလို့ရှိရင်ပြောချင်တာကဆရာတို့ကိုးဘူးဆိုတဲ့ကဏ္ဍကရှစ်ပြိတ်နဲ့တော့ညီတယ်နော်ကိုးဘူးဆိုတဲ့ကဏ္ဍကရှစ်ပြိတ်နဲ့တော့ညီတယ်ဒါကိုးဘူးတကွအထက်ပေးမယ်နော်ကဲကဏ္ဍတခါလေးယူသွားမိတ်ဆွေအားလုံးပဲနော်ကဲ428ယောက်တော့မိတ်ဆွေတွေအားလုံးတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်နော်ဆရာရဲ့ like ကိုအခုလိုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကဲ like လက်မတွေလူသစ်တွေရောလူဟောင်းတွေရော like လက်မတွေတန်းစီပြီးနှိပ်ပေးတာပေါ့ share တတ်တဲ့မျိုးတွေကဒုတိယဒုတိယနဲ့ပတ်သက်တဲ့ group တွေမှာ share ပေးထားကြပါအောင်ကြာနော် ဒါ18ရက်ဆရာတို့မနက်ပေါ့ဗျာနော်မနက်ကိုကဲ9ဘူးဗျာနော်ပြိနေချုပ်ပြီး9ဘူးရေဒါတို့60နဲ့9ရေပေါ့ဒါတကွက်ကောင်းပေါ့ဗျာနော်ပြိရှစ်ကတော့တသက်တပင်းဟာတွေဝင်လာရင်တော့ဆရာလည်းမပြောတတ်ဘူးပေါ့ဗျာနော်တပင်းပြိရှစ်တွေတော့အများကြီးရှိတာပေါ့ကိုယ့်ဘက်ကိုဒါတော့ကြည့်ထူဗျာနော်ပေါ်6ကွက်ပေါ်6ကွက်နော်ပေါ်6ကွက်က39 ဒါ7 8 6 9ပါဗျာနော်။နောက်ငါ့ကိုဖုန်းမစစ်ကနေဆရာပေါက်ပေးနေပြပါတယ်နော်။အဲ့ဒါကိုစစ်ပရိတ်လားဆရာတဲ့ဟုတ်ပါတယ်နော်။ဒီမှာ16နဲ့နေမနဲ့စစ်ပရိတ်ကထည့်ရေးပေးမယ်ဗျာနော်။စစ်ပရိတ်ပေါ့ဗျာစစ်ပရိတ်ဒါဟိုနေဖြစ်နိုင်တဲ့လူတွေကဟိုနေဖြစ်ပေါ့ဗျာနော်။ချုပ်ချင်တဲ့မျိုးတွေချုပ်လို့ရအောင်လို့ပါနော်။ ဆရာကတော့ခဏအများကြီးမပေးပါဘူးเนาะမျိုးတွေအတီးဆုံးမှာခဏအများကြီးမပေးမပေးတတ်ပါဘူးဒါ9ခုရဲ့6ခုရဲ့ဒီနှစ်ကွက်ပေါ့ဗျာเนาะ10ပြိတ်နဲ့9ခုတစ်ကွက်တော့ညှိတယ်ဗျာเนาะဒါ9ခုရဲ့69ခုရဲ့ဒါတစ်ကွက်ကောင်းပေါ့10ပြိတ်ချုပ်ချင်တဲ့မျိုးကြီးချုပ်လို့ရအောင်ထည့်ရေးပေးထားတာပါเนาะ400နဲ့300တော့မိတ်ဆွေကြီးအားလုံးပဲဒါအော6ကွက်ပေါ့เนาะအော6ကွက်လိုချင်တဲ့မိတ်ဆွေကြီး396643177695ကိုဖုန်းမဆစ်ကနေတယောက်မကြံလာပြီးတော့ဟိုင်းထားပါเนาะ ကုန်လုံးကိုတယောက်မကျန်ဆရာစေနာမြတ်တာထားပြီးပို့ပေးပါမယ်နော်ဒါကတော့ဆရာပေါက်ပေးလေးနဲ့ပြီးတာပါဒီ line မှာပေးခဲ့တဲ့ခဏနေဒီဆရာဘယ်တော့မှဆရာပတ်စံတစ်ချက်ရားမှမယူခဲ့ပါဘူးဆရာတက်နိုင်လို့ဆရာပေးနိုင်သလောက်ကိုဆရာလကားပေးခဲ့တာပါနော်ဒါကတော့ဆရာရဲ့ကုန်ရစိတ်ကလေးတွေရှိတဲ့အတွက်ကိုဒါပေါက်ပေး2000နဲ့ဆရာပေးပါတယ်နော် main order 6ွက်ထိုးရပါမယ်396 400နဲ့18.5ကိုဖုန်းမစိတ်ကနေခုပဲလာဟိုင်းထားလို့ရပါပြီဗျာနော်အားလုံးပဲနော်ကဲဆရာရဲ့လက်ကလေးကိုနားဝင်ကြည့်ကြပါဦး ီလိုင်းအပေါ်မှာရှိတဲ့ကြရဲ့မိတ်ဆွေတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းလုပ်နေပြီပြည့်စုံပြီကဲမနေ့က300ခုံလုံးမျိုးအခုအင်္ဂါနေ့မနက်မှာလည်းထပ်ပြီးအောင်ကြပါသေးလို့ဆရာစုတောင်းမြတ်တာပို့တာပေးပါရစေဗျာနော်